အရေးရတဲ့ဟာတွေအကုန်လုံးကအဲ့ဒါအချက်လက်တွေကြီးပဲအကုန်လုံးကျွန်တော်ပေါက်ပန်း40သူ့လိုမျိုးစောက်ဟိုဟာဟိုဟာထိဟိုဟာတိလိုလားဒီဟာတိလိုလားဆိုတာကျွန်တော်ပြောတဲ့ဟာရေမဟုတ်ဘူးเนาะအဲ့ဒီဟာလူရှင်တော်တွေအတွက်ဘာညာဆိုပြီးတော့တိန်းတရလဲသူယူသွားတဲ့ကိစ္စလည်းရှိရဲအဲ့ဒါအဲ့ဒါကိုသိကြင်เนาะကိုဘူဆန်းရဲ့ညီရှိရဲကိုဘူဆန်းရဲ့ညီကိုချမ်းသာကိုသွားမေးသူအတိဆုံးပဲเนาะသူတို့နဲ့ကအလုတ်အများဆုံးလုပ်ခဲ့တဲ့သူเนาะကျွန်တော်နဲ့ကဒီဘဲနဲ့ကကျွန်တော်ရဲ့ဒီဟိုဟာပေါ့เนาะအဲလုခေါ်မယ်2000နဲ့ 20 23လောက်မှာကျွန်တော်နဲ့20လားကျွန်တော်တေချာမှတ်မိတော့ဗျာခုနှစ်တောင်ထားလိုက်တော့မကြသေးဘူးဒီဘဲနဲ့ကျွန်တော်လည်းတီးတာတီးတာလည်းမကြသေးဘူးပြီးတော့ဒီဘဲစောက်ချောင်းလည်းကျွန်တော်တေချာမသိဘူးကျွန်တော်ဒီသချင်းတွေကိုကျွန်တော်ကိုပြောတဲ့တူကကျွန်တော်ကပထမပြန်ရေးတယ်ရေးတဲ့အချိန်မှာအမှသူ့စောက်ချောင်းတွေလာလာပြောကြတာတယောက်ပြီးတယောက်ဟိုအားဒီလိုဖြစ်တယ်ဒီကအဲ့လူတွေအကုန်လုံးကလည်း information ကတကယ်ဟိုဟိုတီးကြတဲ့လူတွေတီးတဲ့လူတွေသူနဲ့စောက်ပတ်သက်ခဲ့မှုတဲ့လူတွေပြရပဲလာတာဖြစ်တဲ့အတွက်ရေးရတာနော် မင်းတို့မျိုးစောက်ပရိပရာနဲ့စောက်ကြီးဘီးလာလိုက်ရှောက်ပြောတယ်ခေါ့မို့တိုက်တိကရဲ့ငါငါ့အတွက်ကတော့ AC ပဲပြီးတော့စောက်ရက်မရှိဘူးကျွန်တော်ပြောတဲ့ဗီဒီယိုကျွန်တော်အကြောင်းပြောတဲ့ဗီဒီယိုတဲ့ဒေါ်လာရလို့တဲ့အဲ့ဒါကိုကျွန်တော်လှူလိုက်ပါတယ်ဟိအောင်မင်းမေးငါဆဲလိုက်မှာကောင်းစောက်ယူမင်းလှူရဲဆိုမင်းစောက်ပစက်ကပဲပြောတယ်နော်စောက်ဘောဘာမှလာပြီးတော့စောက်ဖို့လာပြောတယ်စောက်ဟိုပြောရရင်ဗျာနိုင်ငံကြီးတွေလည်းပါလာလိမ့်မယ်နိုင်ငံကြီးတွေကပါလာပဲပါလာဆိုဒီမေဘေးကနိုင်ငံကြီးတွေဆွဲဆွဲထည့်နေတော့ကျွန်တော်ထားလိုက်ပါတော့ဘာဘာညာတည်မလား ရုပ်ရှင်တွေဘယ်သူမှမရိုက်ကြတယ်နိုင်ငံရေးဖြစ်နေတယ်အချိန်တော်တွေမှာရုပ်ရှင်တွေခိုးရိုက်နေတယ်အဲ့ကိုမျိုးကိုလာပဲသူတယောက်ပဲရိုက်နေတာဘယ်သူမှမရိုက်ဘူးသူပဲရိုက်နေတာเนาะသူပဲရိုက်နေပြီးတော့မှ ဟိုဘယ်လိုခေါ်မလဲလူတွေကပြောမှဆိုလို့သိရမလားတခါလေးဟိုက तू အထဆပြီးတော့မှ तू protest လုပ်တဲ့ချိန်မှာစောက်ခွက်ကိုပေါ်အောင်လို့ဆိုရမတ်မတက်ဖဲနဲ့ तू စောက်ခွက်ကြီး तू ပါပါတယ်ဗောလုတ်ပြတာ तू ပဲမင်းလောက်စောက်ကလိန်ကျစ်ကလိန်ညာနဲ့စောက်ချင်မအောင်လာလဲမင်းပဲပြီးတော့မင်းကဟိုတိရဟိုရောက်တော့ဟိုလိုလိုဒီလိုလိုနဲ့သိရမလားအဲဟိုဟိုအတိုင်းဝိုင်းနဲ့ဝင်ရင်ဒီတိုင်းဝိုင်းရင်စောက်ဖင်ခံလိုက်မင်းလို့ကောင်းမျိုးဘယ်ကောင်းမှမပြောဘူးနော်မင်းလို့ကောင်းမျိုးဆိုကျွန်တော် attention ပေးရတာနောက်ဆုံးချိန်ပဲ ။ဟုတ်တယ်ဒီစောက်ဘောကိုကျွန်တော်ပြောခြင်းတဲ့စကားတွေကျွန်တော်ဆူရတာညအများကြီးပဲ။ဒီစောက်ဘောကိုကျွန်တော်ပြောဖို့အတွက်ကျွန်တော်စောင့်နေရ။တော့ပြောဖို့အချိန်တန်ပြီဆိုတဲ့အချိန်ကျရင်ကျွန်တော်ပြောမှာပဲ။ဒီကိုမေကိုလားကိုပြောရမယ်ဆိုရင်စောက်အမှုပညာရေရှင်းရလည်းမရှိဘူး။နော်။ဟိုရိုက်တဲ့ကားတွေအကုန်လုံးလည်းစောက်ဇလန်းတွေကျွန်တော်သူနဲ့ကား၃ကား၄ကားမသိရိုက်ဘူးတွေဗျာ။ထားလိုက်ပါတော့။အဲ့အဲ့ရိုက်ခဲ့တဲ့ကားတွေကဇလန်းတွေကစောင်းအထက်တခါလာတယ်။ဖွဲသားဖွဲသားလူလိန်လို့ပါတယ်။ ပွဲသားမျိုးဟိုကျင်းတဲ့ပွဲသားကဒီစောက်ွက်တွေပဲဟာတော့ကထက်နေပြီမင်းမေလင်မင်းမထက်သေးဘူးလားခူးရကိစ္စတော့ဗျာကျွန်တော်ကျွန်တော်တယောက်ပြောပြရပါဘောနော်ခူးရဆုံးကနေပြီသူကအဲ့လိုမျိုးဒီပါလဲဒီလိုပေါ့အဲ့လိုပေါ့ဟာသားတွေပေါ့ဗျာဟာသားဘက်ကလူတွေကြီးရတယ်သူကအဲ့လိုမျိုးခေါ်ပေးရခေါ်ပေးပြီးရင်သူကအဲ့လူတွေကြီးပတ်စံဖြတ်တယ်ပေါ့အဲ့ဒါဥရရသူက ေးရုံတက်နေရလို့ဟျောင်ပြင်းရတဲ့ငါ့ကိုလည်းအဲ့လိုမျိုးမလုပ်ပါနဲ့ငါဒီမှာဆေးရုံလည်းတက်နေရလို့အဲ့ဒါကိုမရရအောင်ဖြတ်သွားတယ်ပေါ့အဲ့လိုမျိုးတွေပေါ့ဗျာအဲ့ဒီပါတွေပေါ့အဲ့လိုကိစ္စတွေလည်းရှိတယ်ဒီကိုမျိုးကိုလာမှာပြီးတော့တခုတခုတင်သူက YouTube မှာ comment တွေပိတ်ရတယ် Facebook တွေပိတ်ပြီးတော့ comment တွေပိတ်ပြီးတော့သူက "तू ပြောချင်တာပြောရမယ်ငါ့ကိုဘယ်သူမှလာမစဲအစဲမခံနိုင်မင်းစောက်မှန်အောင်နေလေစောက်ယူရဲ့အစဲမခံနိုင်မင်းမှန်အောင်နေနော်ဖြစ်အောင်ငါလည်းငါမားတိုင်းလုတ်ခဲ့တဲ့ချိန်မှာငါလူတိုင်းဆဲတော့ငါပိုးသောပတ်စပ်ကြီးဟဲ့ဟောက်လို့ရင်းဖွင့်ပြီးတော့ခံပေးလိုက်တယ် နော်ကြိုက်တဲ့ကောင်ဆဲกว่าဆိုရင်ငါဘယ်ကောင်မှပြန်မတုံမြန်ခဲ့ဘူးအေးအခုချိန်မှာငါမမားနေဘူးငါမှန်တယ်ငါမှန်တဲ့အတွက်မင်းကငါပြန်ပြောတယ်ဂီးဖြစ်လာအဲ့တော့ကြောက်ငါဒီလိုရင်ဖွင့်ပြီးတော့မင်းခံလိုက်မင်းစောက်တတ်တရှင်အဲ့လိုခံလိုက်နော်ကံကိစ္စဗျာရိုးရှင်းနေလေဗျာနန်းနန်းစုရဲ့ရှူတင်ရိုက်တယ်ကျွန်တော်သွားတယ်အဲ့မှာအဲ့ကောင်နဲ့တွေ့ရယ်နော်အဲ့ကောင်နဲ့အဲ့မှာတွေ့ရယ်နော်အဲ့မှာတွေ့တယ်အဲ့မှာတွေ့တော့ကျွန်တော်ပြောလိုက်တယ်သူအားတယ်အားတယ်ငါးတယ်ဟိုကသွားတော့မယ်တဲ့ ကျွန်တော်တော့အမှန်တရားပါကျွန်တော်ကလူတိုင်းကိုကျွန်တော်ဖြူစင်တဲ့စိတ်ထားနဲ့ကျွန်တော်ဆက်ဆံတယ်ဘယ်ကောင်မှကျွန်တော်မကောက်ကြည့်ဘာလို့လဲဆိုကျွန်တော်ဒီကောင်ကကျွန်တော်ပြိုင်မဲ့ကောင်လည်းမဟုတ်ဘူးကျွန်တော်ပြိုင်ဘက်လည်းမဟုတ်ဘူးကျွန်တော်ပြိုင်ဘက်ဖြစ်နေတော့ကျွန်တော်ဘယ်တော့မှဟိုမလီမစားကျွန်တော်မလုပ်ဘူးဗျာနော်ကျွန်တော်နဲ့ကျွန်တော်ပြိုင်ဘက်ဆိုရင်ကျွန်တော်နဲ့ပြဿနာဖြစ်ခဲ့မှုတွေကျွန်တော်ဂီတလောကရယ်ပါနော် OE စစ်တို့ YZ တို့နော်ကျွန်တော်နဲ့ပြဿနာဖြစ်ခဲ့မှုတွေဒါပေမဲ့သူတို့နဲ့ကျွန်တော်ပွဲမှာပြန်တွေ့ရတော့နှစ်တည်းလဲကြာသွားပြီပြန်ပြွေးတဲ့အချိန်မှာကျွန်တော်ပဲစပြီးတော့သူတို့ကိုစကားစာပြောခဲ့တာ ရသားကြီးအေးဆေးပဲဘာဖြစ်လဲဘာဖြစ်တော့အားလုံးပြီးသွားပြီဘာညာဒီလိုမျိုးနဲ့ကျွန်တော်အားလုံးအဆုံးသတ်ခဲ့တဲ့သူကျွန်တော်ကိုကိုတိုက်ခဲ့တဲ့သူတကယ်မမှန်ကန်ကန်ဗျာအရေးချင်းချင်း fight တယ်ဗျာဘာဖြစ်လဲအဲ့လိုလူမျိုးကိုကျွန်တော်ကောင်းအောင်မယ်ဆက်ဆံတယ်ဒီလိုကောင်းမျိုးကျွန်တော်ခေါင်းထဲမှာမရှိဘူးဗျာပြောရမယ်ဆိုရင်အဲ့ဒီတော့အဲ့ဒီမှာတော့ကျွန်တော်ကသူ့ကိုကောင်းအောင်အကြံပေးလိုက်ပါတယ်အကူပြင်းလို့နှမျောစရာကြီးလို့ဘာလုပ်မှာလဲလို့ဟိုဟာဒီမှာလို့ကိုတိဆောက်ထားရတယ်အများကြီးပဲဟုတ်လို့ဟိုဟာလို့ဗောလို့ဟိုဟာ YouTube မှာလို့ဟိုဟာလေးဇလန်းတူလေးရိုက်ဗောလို့ အာ तू အာမသိရပါဘူးဟိုကကြီးကကားတွေကဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့သိရအောင်ယုံတင်ရတာဘာဖြစ်တယ်ညာဖြစ်တယ်မင်းတော့သူ့ကားတွေဘာသူမှလက်မခံတော့ပါဗျာအဲ့တော့ဒီဘက်ကစောက်လုံးစရာစောက်လို့မရှိတော့ပြေးတာဗျာဟိုဘက်က तू ဘွားတစ်စမယ်ဗျာဘာလို့လဲ तू ဒီမှာဘသူနဲ့မှအဆင်မပြေဘူးလေဟိုလူနဲ့လည်း तू စောက်ပြက်တနာတက် तू နဲ့ရိုက်တာဆိုတတိုက်လားနှစ်တိုက်လားအဲ့ဒါပဲရှိတယ်ဗျာအဲ့တတိုက်နှစ်တိုက်ကလည်းရိုက်တဲ့ဘက်ကားတွေကဖေးနေတယ်ဗျာဖေးတော့ဘယ်သူကရိုက်ရောမရိုက်တော့ဘူးလေမရိုက်တော့ तू သိရ तू အချိန်နေ तू မဟန်ဘူးတော့ तू ဒီ तू စောက်အောင်တော့ပဲဘလာဖြစ်နေချောင်းနေပြီအဲ့တော့အဲ့ဒီတော့အဲ့လိုမျိုး तू သွားတော့မယ်ပေါ့အဲ့လိုပြောချင်မှာကျွန်တော်တော့ပြောလိုက်သေးတယ်အာကိုပြင်းမဟုတ် မော်ရိုက်သေးရှင်းနေပါ යි ။သူကလုံးပေါ့ဇလန်းတူလေးရိုက်ပေါ့။အဲ့ရိုက်တော့ပတ်ဆံပြရတယ်တော့ကိုပြင်းမစိုးကျွန်တော်တော့အဲအချန်နေပါပြေးတယ်ဗျမေးပေးရဟိုရောက်တော့စောက်တင်းတုတ်တဲ့ဟိုကလုံးတယ်။ Gopsit Channel လုတ်ပြီးတော့ဟုတ်တာတွေရော မဟုတ်တာတွေရောအကောင်လုံးထည့်ပြောပြီး "तू ကစောက်စရာကြီးလူမှန်ကြီးပေါ့။အဲ့ဖင်ခံလို့ဖင်ရှိကြီးခံလို့"နော်